ရှင်။ကျမတို့ Adulay Channel ကနေပတ်စဉ်ထုတ်လင့်တဆက်ပေးနေကြဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာတော့ online ဓမ္မအမေးပြများအစီအစဉ်ကိုရွှေဒဂုံစီရောနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတွင်ရေးမှုဖြစ်တဲ့ဆရာဦးစန်းလင်းစေမြောင်းနဲ့တွေ့ဆုံမိမြန်တဆက်သွားမှာဖြစ်ပါရဲ့ရှင်။ဒီနေ့ရဲ online ဓမ္မအမေးပြများအစီအစဉ်ကနေပထမဦးဆုံးမိထားတဲ့အမေကိုလေးဖတ်ပြပေးချင်ပါတယ်။ အကောင့်နံပါတ်တတင်ဆွေရနေပြီးတော့မင်းမြန်လာတာဖြစ်ပါတယ်။သူမိထားတာကတော့ရှေ့လူကြီးများကမြန်မာနေမြမဟန်ဖြစ်ကျိုတင်နမိတ်ဖက်လေးဟောကိန်းထုတ်လေးရှိကြပါတယ်တဲ့။ဤကဲ့သို့ကျိုတင်နမိတ်ဖက်မှုဟောကိန်းဤကဲ့သို့ကျိုတင်နမိတ်ဖက်မှုနမိတ်ပေါ်မှုတို့အပေါ်မှာယုံကြည်အားထားမှုဟာဗုဒ္ဓစာပေကျမ်းလာစကားတို့နဲ့ကိုက်ညီပါသလားသိလိုပါတယ်တဲ့။ဆရာကိုလေးစားလျက်ရှိပါတယ်ဆိုပြီးတော့မင်းမြန်လာတာဖြစ်ပါတယ်။မြန်မာမှုနယ်ပယ်မှာနမိတ်တပောင်း အရေးအယောင်ဆိုတာရှိတယ်။နမိတ်ရဲ့တပောင်ရဲ့ပေါ့နော်။ဒီမှာတော့တပောင်ကိုမေးတာမဟုတ်တဲ့အတွက်အဖြေစရာတော့မလိုဘူးပေါ့။ဒါရီယာမန်တော့အရေးအယောင်နေပါ့။နမိတ်တပောင်အရေးအယောင်။နမိတ်ဆိုတာပါဠိစကားနိမိတ်တာကနေလာတယ်။နော်။ညီမလိုပြောရင်တော့သိစရာပေါ့။နော်သိရတဲ့အရာသိစရာတခုပေါ့။တပောင်ဆိုတာတော့တမင်ကန်လိုက်နှချောင်းနှားထောင်တာမဟုတ်ပဲနဲ့ဇူဇူကြားရတဲ့စကားပေါ့နော်။ဒါပေမဲ့ဒီမှာတော့မဆိုင်ပါဘူး။အဲ့တော့နမိတ်ကိုပြောမယ်ဆိုရင်ညီမလူမျိုးတွေဟာဒီနမိတ်ကိုကြည့်ပြီးတော့နမိတ်ဖတ်တဲ့နမိတ်ဟောတဲ့ အဲဟောခံရတဲ့ပုဂ္ဂိုလ်နားထောင်ရတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒါတွေကနမိတ်ကြီးကြောက်ပဲကောင်းကျိုးဆုပစ်တွေဖြစ်ကြတယ်လို့ဒီလိုယူဆတာလည်းရှိတယ်။အဲမှန်သင်းသလောက်မှန်ပေမဲ့သူကတခွက်ကြော်နေတယ်ဗျ။တခွက်ကြော်နေတယ်ဆိုတော့ကောင်းကျိုးဖြစ်တယ်ဆိုတော့ကောင်းကျိုးဆိုတာကကုသလဝိပဲပဲဟုတ်တယ်ပါသား။ဘာကြောင့်လဲဆိုတော့ကုသိုလ်ဆိုတာအပြစ်ကင်းတယ်လေ။ပြီးတော့ချမ်းသာခြင်းကျိုးကိုရတယ်ဒါကောင်းကျိုးပေါ့။မကောင်းကျိုးဆိုတာအကုသလဝိပဲပဲ။အကုသလဆိုတာတာဝိဇ္ဇအပြစ်နဲ့တကွာဖြစ်တယ်ဒုက္ခဝိပါကဆင်းရဲခြင်းကျိုးကိုပေးတယ်။ အမှန်တော့ကုသိုလ်ရောအကုသိုလ်ရောကံပဲဒါကြောင့်ကံကြောက်တာလည်းအကောင်းကျိုးဆိုးဖြစ်တယ်ရကြတယ်ပေါ့နမိတ်ကြောင့်မဟုတ်ဘူးနမိတ်အဲ့လိုမျိုးနမိတ်ဆိုတာကြရက်ပဲခုနအရေးရောင်လို့ပြောတယ်ဒီမှာဆိုကံနဲ့ကံနဲ့ကြရက်ပေါ့ကံရဲ့ကြရက်ပေါ့ဒီလိုခွဲခြားပြီးတော့နားလည်တင်တာပေါ့အဲ့တော့ထင်ထင်ရှားရှားနမိတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဥပမာလေးတစ်ခုနှစ်ခုပြောပြမယ်အဲ့ဒါပါလဲဆိုတော့မိုးခုတ်ဆရာတော်ဘုရားကြီးကသိမှာပေါ့ကျေးဇူးတော်ရှင်မိုးခုတ်ဆရာတော်ဘုရားကြီးငယ်စဉ်ခါကရှင်သာမဏေဝတ်တယ်ရှင်သာမဏေဝတ်ပြီးတဲ့ခါမှာ အသက်ရှိတဲ့အခါမှာရဟန်းပောင်ကိုတက်တာပေါ့ဥပဒ္ဒမရကံဆောင်းတာပေါ့ဆောင်းတဲ့အခါကျတော့တိမ်ဝင်ရတယ်တိမ်ဝင်တဲ့အခါမှာတိမ်ထဲမှာဝှို့ယုံထားတဲ့သင်္ကန်းဆိုရှိတယ်လေဒါပေမဲ့အချိန်ကြာလာတော့ဟိုချွေးတွေချွဲဆွဲဆိုနေတာပေါ့အဲ့တော့အဲ့ရတဲ့တိမ်ရနေပြန်ထွက်တဲ့အခါမှာချွေးတွေဆိုနေတဲ့သင်္ကန်းကိုဟိုတုန်းကတော့ဗျာဟိုသင်္ကန်းလှမ်းတဲ့တန်းပေါ့ဝလုံးတန်းပေါ့နော်တော်ရအဲ့ဝလုံးတန်းပေါ်မှာအဲ့အเจ้าမှာသင်္ကန်းကိုလှွားပြီးတော့လှမ်းလာလိုက်တော့ပေါ့အဲ့လိုလှမ်းလာလိုက်တာနဲ့တပြိုင်တည်းအဲ့ချွေးဆိုနေတဲ့သင်္ကန်းကိုဘယ်ရဘယ်ရလာမှမသိဘူးပြားတယ် ရားတွေအကုန်လုံးလာဆွဲပြီးတော့ဘုရားဝန်ကြီးခဲသွားတယ်။အဲ့တော့စာချက်ဆရာတော်ကကြည့်ပြီးတော့အရှင်နာဂဝန်သားလို့ပြောတယ်။အဲ့ဒီစာချက်ဆရာတော်ကကြည့်ပြီးတော့음ဒီကိုတော့ဟာဒီပစင်းဟာဟိုတစ်ချိန်မှာတော့တရားဓုတရားမြတ်တွေရမယ်ပုဂ္ဂိုလ်ပဲ။သူရရှိခဲ့တယ်သိရှိခဲ့တယ်တရားဓုတရားမြတ်ဆိုတဲ့အမြတ်ရတာခြုံမြင်တဲ့ရတာကိုလည်းပဲယဟန်ရှင်လူပြည်သူပြည်သားအပေါင်းတို့ကဟိုတောက်သုံးကြနိုင်မယ်လို့ဒီလိုနမိတ်ဖတ်ခဲ့တယ်။ထင်တဲ့အတိုင်းပဲဆရာတော်ကြီးကအဲ့လိုမျိုးနာမည်ပေါက်သွားတယ်နော်အရိယာနေနဲ့ဖြစ်ပြီးတော့ပေါ့နော်အားလုံး ခုချိန်ဒီမဟုတ်ဘူးဝိပဿနာဖွဲ့ချက်စရာဘာမှပြတဲ့နိုင်တယ်လည်းမရှိကြနေမှာမရှိပဲနော်အဲ့လိုမျိုးဒါနမိတ်တော့ဟိုတုန်းကကြာတော့ဘုရားကြီးမွေးဖွားတယ်အိမ်ထဲကိုဝင်တယ်ဝင်ပြီးတော့တကခေါင်းမိုးကိုဖောက်ထွက်တယ်အပြာတကန်းအနီတကန်းအဝါတကန်းတခါလဲခေါင်းပြင်ပေါ်တက်သွားတယ်အဲ့ဒီကဒီဆရာတော်ကြီးဟာအဲဒီဒီကလေးငယ်ဟာကြီးလာရဲ့နေလိုလားလို့ဘုံမိတောက်ပါမယ်ပုဂ္ဂိုလ်ပဲနာမည်ကိုတခါလဲပေးလိုက်တယ်မောင်တက်ခေါင်းဆိုပြီးတော့ပေးလိုက်တယ်နော်အိမ်ခေါင်းမိုးကနေပြီးတော့ဖောက်ထွက်သွားတာဟုတ်ပါဒါလည်းတကယ်ဖြစ်ခဲ့တာအဲ့တော့ဆိုလိုတာက ဒီမှာအထူးမှတ်စရာတစ်ခုရှိတယ်ဗျာနမိတ်ညာပတ်သက်ပြီးတော့ဒီလိုပဲကောင်းကျိုးဆုဖြစ်တယ်ဖြစ်မယ်ဆိုရင်နမိတ်ကြီးပေါ်ထွန်းလေးရှိလားဆိုတဲ့ဟာကိုဟိုကျွန်တော်တို့စစ်စစ်ဖို့လိုတယ်အဲ့လိုဆိုရင်အဖြေမှန်ကတော့ဗာလဲဆိုတော့နမိတ်ပေါ်တာလည်းရှိတယ်မပေါ်တာလည်းရှိတယ်တစ်ထစ်ချတော့မှတ်လို့မရနမိတ်ပေါ်ပြီမဲ့လည်းပဲကြံတဲ့လူတွေကမသိတာတွေရှိတယ်မသိလို့ကြော်စားတာတွေရှိတယ်မပေါ်ဘဲနဲ့လည်းမသိလိုက်ရတာလည်းရှိတယ်ပေါ့နော်ဒါလေးကိုတော့ချင်း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 သူခမေးအနေနဲ့ဟိုကံနဲ့ကံရဲ့ခရက်ကိုသိဖို့လိုတယ်ပေါ့ ဒီမိခွန်းတိုင်းပြောမစစ်ချစ်ခင်မကြီးတွေကနမိတ်တွေဖတ်ကြတယ်အဲ့ဒီနမိတ်ဖတ်တဲ့ဟောတဲ့ဟာတွေအားလုံးဟာဘုရားစာပေကျမ်းဂန္ဓာနဲ့ကိုက်ညီသလားလို့မေးတာမှာတချို့ဟာကိုက်ညီတယ်တချို့မကိုက်ညီဘူးဒီလိုပဲဖြေရမယ်တချို့ချစ်ခင်ရှေ့ရနေပြီးတော့ရှေ့လူကြီးကြီးရဲ့စကားတိုင်းလည်းမှန်တာမဟုတ်ဘူးလေနော်အယူဆွဲတွေရှိကြပါဘုဒ္ဓရှင်စဘာဝမှန်တဲ့ဟာတွေလည်းရှိတယ်မှန်တဲ့ဟာကိုပဲကျွန်တော်ရွေးပြောမယ်အဲ့ဒါပါလဲဆိုတော့ဣတိဝုထကရာမှာပါတယ်ဗျဘယ်လိုပါလဲလို့ဆိုတော့ဟိုငှက်တွေပေါ့နော် မှတ်တရားဒီသစ်ပင်တစ်ပင်ရှိတယ်အဲဒီသစ်ပင်ရဲ့ဂိုင်းပြားပေါ့ထိပ်ပြားပိုင်းမှာအတိုက်လုကြတယ်အစွန်နေရာရေကန်ဆက်ရေဆက်မှာတွင်းမလုပဲနဲ့ကုန်းကပူပေါ်တက်ပြီးတော့တွင်းထူးကြတယ်ဆိုရင်အဲ့ဒီနေရာမိုးခေါင်မယ်လို့ဆိုပြီးဒါကအတ္တိပုထာဂရမဟုပါတာအပြန်အပြန်ပြောရင်တော့ငှက်တရားဂိုင်းနေတဲ့အောက်ခြေမှာပဲအတိုက်လုမယ်အစွန်နေရာကုန်းကပူမှာတွင်းမတူဘူးရေဆက်မှာပဲတွင်းမယ်ဆိုရင်အဲ့ဒီနေ့ကမိုးကြီးအဲဟိုဖြစ်မှာပေါ့ဗျာနော်မိုးခေါင်မယ်ပေါ့ခုနကတော့မိုးကြီးမယ်ပေါ့နော် ပြောရင်တော့ဟိုအပြင်ထိပ်ဖျားဆိုမိုးကြီးမယ်ပေါ့ဒီကဆိုရင်မိုးခေါင်ပဲဒီတော့ရှေးခေတ်မြန်မာလူကြီးတွေအဲ့ဒီလိုမျိုးနမိဟိုအယူဆွဲကောက်တာတွေရှိတယ်နော်ကောက်တယ်ဆိုတာရှေးခေတ်မြန်မာကြီးတွေကကျွန်တော်တို့ပြန်စဉ်းစားကြည့်ဟိုလောကဓာတ်သိပ္ပံပညာတွေကိုတော့တက်ကောင်းညီမအတန်းချောင်းပေါ့ဗျာအားနေခြင်းအားနေမယ်ဘုရားဆရာပြနေရတော့ဒီပေကြီးအစရှိသည့်ပြငငယ်တွေရပါတော့သရာကျန်ဆန်းအလင်္ကာတွေရတော့ရင်းနှီးနေတယ်တချို့ဟိုပေက ပေါက်တဲ့စာတွေလည်းဖတ်ရှုလေ့လာမှသာဒါကြောင့်ဣတိပုထာဂရမှာပါတဲ့ဥပမာတစ်ခုကသူတို့ပြောနေတဲ့ဟာနဲ့သွားပြီးတော့ကိုက်ညီတယ်မကိုက်ညီတဲ့ဟာတွေသူတို့ရဲ့ပြောတဲ့ဟာတွေလည်းရှိကောင်းရှိမယ်ဒါကတော့ကိုယ့်ကိုယ်နဲ့နဲ့ချင်းချင်းပဲတွေ့ရုံပဲဒါကံနဲ့ကံရဲ့နမိတ်ပေါ့နောက်စိတ်နမိတ်ဆိုတာရှိတယ်အဲ့ဒါကတော့တည်ယူလို့မရအောင်နော်ကံကြောက်ဖြစ်တဲ့နမိတ်မဟုတ်စိတ်ကြောက်ဖြစ်တဲ့ကိုယ့်ကိုယ်စိတ်ချင်မြဖြစ်တဲ့နမိတ်တွေလည်းရှိဒါတွေကလည်းတန်တရားကိုရှင်းရအောင် ဥပမာပြင်ပြောရင်ကျွန်တော်တို့နမိတ်ဆိုတော့မမှန်ဘူးပေါ့ဗျာဆရာတော်ကသူကသင်္ကန်းဝတ်နဲ့ပဲအယိုးထုတ်သွားတာပဲတကယ်တမ်းဖြစ်တာမဟုတ်ဘူးဒါကြောင့်ကံကနဲ့ကံနဲ့ကရေကံနမိတ်စိတ်နမိတ်တွေကိုခွဲခြားပြီးတော့သိရတယ်အချို့ဟာတွေကဗုဒ္ဓရဲ့စာပေပရိက္ခတ်ထဲမှာပါတယ်အချို့ဟာတွေကတော့မပါဘူးเนาะလောကဂါမေတိပေါ့เนาะဟိုဟွာကြီးပဲပေါ့စာပေရှိမဟုတ်ဘူးပေါ့เนาะဒီလိုခွဲခြားနားလဲအပ်ပါတယ်အဲ့လိုဖြေကြလို့ပါဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာ အခုလိုမျိုးဆရာဖြေကြားပေးခဲ့တဲ့အတွက် online ပေါ်ကအမြင်မြင်လာတဲ့မိဘပြည်သူများအနေနဲ့လည်းကျေနပ်နှစ်သက်လိုက်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်။အခုလိုမျိုးသမီးတို့ရဲ့ online ဓမ္မအမေဖြစ်များအစီအစဉ်မှာဆရာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်လည်းဆရာကိုလည်းကျေးဇူးအထူးပဲတရှိပါတယ်ဆရာ။